ဟုတ်ပြီကျွန်တော်အခု sharing လုပ်သွားမယ်စက်ပစ္စည်းအကြောင်းလေးကိုပြောပြမယ်အခုလက်ထဲမှာကြိုက်ထားတာကဒါ ONU လို့ခေါ်တယ် ONU set လို့ခေါ်တယ်ဗောနော်တချို့ကအဲတချို့က ONT လို့ခေါ်တယ်အဲ့တော့ဒီကောင်က wifi router တစ်လုံးပဲဖြစ်ပါတယ်ဒါပေမဲ့ तू ကရိုးရိုး wifi router မဟုတ်ဘူး तू က fiber ကျိုးနဲ့တက်ဆင် fiber ကျိုးအဝင်တက်ဆင်လို့ရတယ်ဒီ wifi router တစ်လုံးပဲဖြစ်တယ်ပေါ့နော်အခုလက်ထဲမှာကင်ထားတာဒါက mytel တစ်စိတ်ပေါ့နော် mytel တစ်စိတ်ဖြစ်တယ်သူကဒီမှာ power တွဲဖို့0.5 ampere ပဲတုံးတယ်ပြီးရင် ethernet lan ထိုးဖို့အတွက်၄ပေါက်ပါတာဖြစ်ပါတယ်ဒါ ethernet lan ၄ပေါက်ပါသူက network တွေပြန်ချဲ့ဖို့အတွက်ပြန်တုံးတယ်ပေါ့ဒါမှမဟုတ်လဲ computer တွေနဲ့ကျိုးနဲ့ချိတ်ဖို့အတွက်ပြန်သုံးတယ်ပေါ့နော်သူကကြောအန်တနာတိုင်လေးပါလာဖြစ်တဲ့အတွက်ဒီ router လေးက wifi လွှင့်လို့ရတယ်အန်တနာမပါဘူးဆိုရင်တော့ wifi လွှင့်လို့မရဘူးပေါ့နော်။ဒီမှာကအထနာပါအထနာတိုင်ပါတဲ့ခါကျတော့ wifi လွှင့်လို့ရတယ်။အဲ့တော့ဒီမှာ DPWR ဆိုတာ power မီးထိုးထားတယ်ဆိုရင် PWR မီးလင်းမယ်။ကျတို့ဒီ fiber ကျိုးနဲ့ဒီ router လေးနဲ့ကိုချိတ်ပြီးမှဒီကျတို့တက်ဆိုင်ရာ set တွေနဲ့ OLT နဲ့ချိတ်ဆက်ထားတာ connection ရှိရဆိုဒီရဲ့ POL လေးမှာမီးစိမ်းလင်းနေမယ်တကယ်လို့ဒီကျွန်တော်တို့ OLT set နဲ့ဒီရဲ့ ဒီ router လေးနဲ့ connection ပြတ်သွားပြီဆိုတော့ဒီရဲ့ POM မှာအနီရောင်မီးလင်းလိမ့်မယ်အနီရောင်မီးလင်းရင် internet မရတော့ဘူးပေါ့နော်တခါလေကြာရင် POM မီးရစိမ့်တယ်ဒါပေမဲ့ internet မှာမီးမလင်းဘူးဒါဆိုရင်လည်း internet မထွက်ဘူးပေါ့နော်အဲအဲ့လိုမျိုးရှိတယ်ကျွန်တော်ဒီဘက်မှာ LAN 1 LAN 2 LAN 3 LAN 4ရှိတယ် LAN 1အပေါက်မှာကြိုးထိုးရင်ဒီ LAN 1မှာမီးလင်းမယ်နော် LAN 2အပေါက်မှာကြိုးထိုးရင် LAN 2မှာမီးလင်းမှာဖြစ်ပါတယ်အဲ့တော့ဒါကဒါ ONU Wi-Fi router set လေးပဲဖြစ်ပါတယ်အဲ့တော့ ဒီအောက်ဘက်ချမ်းမှာဆိုရင်ကျွန်တော်ဘာရှိလဲဆိုရင်သူ့ရဲ့ serial number တွေဘာတွေရှိရပေါ့နော်ပြီးဒီမှာကျွန်တော်တို့ဘာရှိသေးလဲဆိုရင်ဒီမှာ fiber ကျိုးထိုးဖို့အတွက်ခေါင်းစိမ်းလေးပါတယ်ပေါ့နော်ဒီခေါင်းဒါခေါင်းစိမ်းလို့ခေါ်တယ်အာသူက fiber ကျိုးတက်ဖို့တက်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့သူဒီကောင်လေးက fiber ကျိုးတက်တဲ့အပေါက်ပါတာဖြစ်တဲ့အတွက်ဒီစက်ပစ္စည်းလေးကိုသူ့ကို ONU လို့ခေါ်တာဖြစ်ပါတယ်ဒါ ONU စက်ပစ္စည်းလေးဖြစ်ပါတယ် fiber ကျိုး အင်တာနက်ကို fiber ကြိုးနဲ့ဝင်လာမယ်အင်တာနက်ကိုဒီ fiber ကြိုးနဲ့ဝင်လာမယ်အဖိုင်အင်တာနက်ကို fiber ကြိုးနဲ့ဝင်လာပြီးမှဒီရဲ့ကျွန်တော် ethernet port ကနေ internet တွေပြန်ထွက်မယ်တုံးမဟုတ်ဒီရဲ့ antenna တိုင်းကနေ wifi လွှင့်ပြီးပြန်ထွက်မှာဖြစ်ပါတယ်ဟုတ်ပြီဒီကောင်လေးကကျတော့သူက Huawei design ONU ဖြစ်တယ်ဒီကောင် Huawei design ပေါ့နော်သူရဲ့ label မှာလည်းပါပါလဲဆိုတော့ power ပါတယ်ပွန်းပါတယ်ပွန်းပြီးလင်းနဲ့မလင်းဘူးဆိုတာက ဒီတော့ OLD ဆက်ပစ္စည်း OLD ဆက်နဲ့ connection ရှိမရှိကိုဆုံးဖြတ်လို့ရတယ်ဗောနော်ပုံမီလင်းနေဆိုတာဒီပုံကိုပြောတာဗောနော်ပြီးရအလိုအပ်ရှိမယ် LAN 1 LAN 2 LAN 3 LAN 4ရှိမယ်ဗောနော်ပြီးရမှာ W LAN ရှိမယ် W LAN ဆိုတာကကြောက်တော့ Wi-Fi လွှင့်ထားတယ်ဆိုတော့ W LAN လေးကမီးစိမ့်လိမ့်မယ်ဗောမီးစိမ့်လိမ့်မယ်ဗောနော်အဲ့လိုမျိုးဖြစ်တယ် LAN 1 LAN 2 LAN 3မှာမီးလင်းနေကျိုးတက်အဲ LAN internet ကျိုးတက်ထားတယ်ဆိုတာဟိုကတိရမှာဖြစ်ပါတယ်ဒါ Huawei ရဲ့ ONU router လေးပဲဖြစ်ပါတယ် အဲကျွန်တော်နောက်ဖက်ချမ်းပါဆိုကျွန်တော်ပါဝါခလုတ်ရှိမယ်ပြီးပါဝါဂျက်ရှိမယ်ပြီး USB ရှိမယ်ပြီး TIA ရှိမယ်ပြီး Ethernet LAN ၄ပေါက်ပါမယ် Ethernet LAN ၄ပေါက်ကတော့ဒါ RJ45 ဒီနဲ့ခြေပို့ဘူးเนาะဒီ TIA ဆိုတာတယ်လီဖုန်းအပေါက်ဖြစ်ပါတယ်ဒီ ONU router ကနေကျွန်တော်ဖုန်းဖုန်းလိုင်းတွေခြေပြီးမှဖုန်းဆက်လို့ရတယ်ဗောနော် TIA ပါဖြစ်တဲ့အတွက်ဖုန်းဆက်လို့ရဒီ USB ကကျတော့ကျတော့ဒီ router မှာ memory card လေးထိုးပြီးမှဒီ router ကနေကျွန်တော် ဒီ FD FTP ဆာဗာထောင်ပြီးမှဖုန်းနေကွန်ပျူတာကနေကျွန်တော်ဖိုင်တွေ share လို့ရအောင်ဒီ USB ပေါက်လေးကပါတာဖြစ်တယ်ပေါ့နော်ဒါကကျတော့ဒါ Huawei တစ်စိမ့် ONU Wi-Fi router ပေါ့ဒီအောက်ဖက်ချမ်းပါဆိုရင်ကျွန်တော်တို့ကခေါင်းစိမ့်ပေါ့နော် fiber ကြိုးထိုးဖို့အတွက်ခေါင်းစိမ့်အပေါက်လေးပါဝင်มาဖြစ်ပါတယ်အော်ဒီခေါင်းစိမ့်မှာ fiber ကြိုးထိုးလိုက်ပေါ့နော် fiber ကြိုးထိုးလိုက်ကျွန်တော် connection မိသွားပြီဆိုရင်ဘယ်လိုမျိုးလေးဖြစ်မလဲဆိုတော့ဒီပုံးပေါ့နော်ပုံးမှာမိလင်းမယ် အင်တာနက်ထွက်တယ်ဆိုရင်လည်းအဲဒီပွန်းနဲ့အဲ့တိုင်းမှာမီးစိတ်နေမယ်ပေါ့နော်။ Okay ဒီပြီးတော့ဒီလောက်ပါပဲ။ဒါ ONU set ဖြစ်စီအကြောင်းပဲဖြစ်ပါတယ်။